ကဲဒီကားကြီးကိုဒါကျွန်တော်လှူလိုက်တော့မှာပေါ့နော် PDF ရဲဘော်တွေကိုလှူလိုက်တော့ပါမယ်အလှူမဲ့နေရာမှာလဲကျွန်တော်တို့တကက်အခက်ခဲဖြစ်နေတဲ့ကျွန်တော်တို့ဟိုဒီအညာဘတ်ချံကကျွန်တော် PDF ရဲဘော်တွေရှိတယ်အဲအဲ့ဒီရဲဘော်တွေကိုကျွန်တော်ကလှူလိုက်တော့မှာပေါ့နော်အလှူမဲ့ဆိုတော့တို့ကကျွန်တော်လာပြီးတော့ဆက်သွယ်ထားတယ်ကျွန်တော်လည်းခဏခဏတို့ကိုပြောမယ်ဆိုလို့ရှိရင်အလှူငွေတွေထည့်တယ်ကျွန်တော်ကဘယ်လိုလဲဆိုတော့ဒီကားကိုဟိုဘက်ကန်ကူးပေးမယ် အန်ဂျီလီတို့ဟိုဘက်ကိုကွက်ကိုတဲသွားလို့အဆင်ပြေလားဆိုတော့ तू ကနေတာအဝေးဆိုတော့ဒီကားကြီးကိုတို့ကတဲသွားဖို့အဆင်မပြေဘူးအဲ့ဒီအဆင်မပြေတဲ့ပြင်ကိုနောက်ပြီးတော့ကျွန်တော်ဒီကားလုမယ်လို့တင်ထားတဲ့ဥစ္စာကိုကျွန်တော်စီမှာအကူအညီလာတောင်းထားတာ10ပွဲလောက်ရှိတယ်ဟုတ်လား10ပွဲလောက်ရှိတယ်10ပွဲလောက်ရှိပြီးတို့လည်းတော်တော်အဆင်မပြေဖြစ်တာပေါ့နော်အဲ့လို10ပွဲလောက်ရှိတဲ့အခါကျတော့ကျွန်တော်က ဒီကားကိုတစည်းတုံးတူလိုက်လို့ရှိလို့ရှင်တစ်ဖွဲ့ပဲရမယ်တစ်ဖွဲ့ပဲရတဲ့ခါကျလို့ရှင်ကြံတဲ့အဖွဲတွေကလည်းစိတ်မကောင်းဖြစ်မယ်နောက်ပြီးတော့သူတို့ဒီကားအောင်လဲတဲ့ပါဘူးဆိုတာကလည်းလုံးဝကျွန်တော်ပြောမှာလန်ခီလန်ကြောင်းတွေပါရင်နဲ့အစင်လုံးဝမပြည့်ဘူးဗျာအဲ့တော့ကျွန်တော်စဉ်းစားမိတာတခုတော့ရှိတယ်ပေါ့နော်ညီကိုမောင်နှမတွေလည်းဝိုင်းစဉ်းစားပြီးဒီကားကိုကျွန်တော်ရောင်းလိုက်မယ်ရလာတဲ့ပတ်စံကိုအဲ့ဒီမှာကျွန်တော်မှအကူညီထောင်းတယ်10ဘွဲ့လုံးကိုကျွန်တော်ဟိုသားပေါ့ဒိုင်းဘတ်ဟိုဥပမာပေါ့2သိန်းခွဲဆို10ဘွဲ့ဆိုကျွန်တော်တစ်ဖွဲ့2000ခွဲနဲ့ အဲကျွန်တော်လှူသွားပြီလေအဲ့ဒါဆိုအားလုံးလည်းရတယ်ပြောမယ်ဆိုလို့ချင်းအားလုံးလည်းအဆင်ပြေသွားမယ်အကလုံးညီလူမျှတူပေါ့နော်တဖွဲ့တယ်ဆိုတော့တို့ကကားလဲယူသွားလို့အဆင်မပြေဘူးတဲ့ကျွန်တော်ပြောတာအဲ့ဒါကျွန်တော်စဉ်းစားမိတာတော့အဲ့လိုမျိုးပေါ့နော်ဒီကားကိုရောင်းလိုက်မယ်ရောင်းတဲ့ဥစ္စာကလည်းကျွန်တော်ဈေးအများကြီးမခေါ်ဘဲနဲ့ကျွန်တော်နှစ်သိန်းခွဲနဲ့တည်းပဲဟိုပြောမယ်ဆိုလို့ချင်းရောင်းမိမယ်ဝယ်တဲ့လူကလည်းဒီတော်လိုင်းရဲ့ကူညီတာလည်းတူပဲနော်ဒါကကျတော့အော်တိုကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင် TR grade တကားလေးပေါ့အမြင့်က နော်အော်တိုနဲ့အထက်အထက်ကန်းနေပါလေအကုန်တက်နေအင်ဂျင်ဆိုလို့ရှိရင်ဒီပြောမှဆို original အဲ gear original ဒီကီလိုက36000ကျော်ပဲရှိသေးတယ်။ဒါပြောမှဆိုလို့ရှိရင်ကျွန်တော်ရရတဲ့ဒါတော်တော်ကောင်းကောင်းရှိတယ်။ဒါရရပြီးတော့နောက်ပြီးလို့ရှိရင်တို့တွေရဘယ်လိုလဲဆိုတော့ဒီ car တက်စားလို့ရှိရင်ကြီးဖို့ပို့ပြီးတော့လိုချင်တယ်။အဲအဲ့လိုအဲ့လိုမျိုးတွေဖြစ်နေတယ်။ဒါကျွန်တော်ကတော့ရောင်းပြီးတော့အဲ့လိုခွဲပေးလိုက်မယ်လို့ကျွန်တော်တော့စဉ်းစားထားတယ်။ညီကောင်မောင်နှမတွေရောဘယ်လိုသဘောရလဲပေါ့။တော့ကျွန်တော်ဒါကတော့ကိုကြီးကိုမောင်နှမကျွန်တော်တိုင်မင်းတာ။နောက်ပြီးတော့တကယ်လို့ ဒီကောင်ကိုကျွန်တော်စဉ်းစားတာနှစ်သိန်းခွင်းနဲ့ကျွန်တော်ရောင်းလိုက်မယ်နှစ်သိန်းခွင်းနဲ့ရောင်းပြီးအဲ့လိုမျိုးခွဲပေးလိုက်လို့ရှိလို့ရှိရင်ပိုအဆင်ပြေမလားဆိုပြီးတော့ကျွန်တော်စဉ်းစားတာပေါ့နော်တကယ်လို့ဒီကားကိုလိုချင်တဲ့လူရှိလို့ရှိရင်ဒါကျွန်တော်ကိုဆက်သွယ်လာပြီးတော့ဘိုင်ဘာနံပါတ်က3992 3894နော်အဲ့ဒီအဲ့ဒါဘိုင်ဘာနော်ဖုန်းမထိုးလာနဲ့3992 3894နော်ကားလိုချင်တဲ့လူတွေကားကိုကျွန်တော်လိုက်ပြပေးမယ်နော် နောက်တချို့တွေကပြောတယ်ဆိုးလင်းရတဲ့အကားတစည်းလုံးလှူမဲ့အားရက်ဟိုပြောမဲ့ဆိုလို့ဆိုလို့ချင်းတကယ်မလှူပါဘူးလေအတကယ်လှူတယ်မလှူတယ်အားလို့ပြောတဲ့လူတွေမှကြည်တာဒါကျွန်တော်ကနော်ဒီကားကိုကျွန်တော်နှစ်သိန်းခွဲနဲ့ပမာမမြအောင်ဒီစင်းနဲ့ဒါအထဲကကျွန်တော်ရတာအထဲကနော်အထဲကကျွန်တော်စင်လာတာအမဟိုအထဲမှာဒါကျွန်တော် TV တွေပါရောကျွန်တော်စင်လာတယ်တို့လားတို့လားအထဲကအထဲကတန့်နေတော့နှစ်သိန်းခွဲနဲ့ပမာမမြအောင်ဒါအမြင့်နော် ကအမြင်အဲ့ကျွန်တော်ရောင်းမိမယ် line အစာအုပ်ပစ္စည်းအစုံပါတယ်ဒါပေမဲ့ကျွန်တော်တို့နာမည်ကတော့ဟို line စင်တက်တန်တော်တော်ပြီးစီးအောင်မကျွန်တော်တော်ထားတယ် line စင်တက်တန်လည်းကျွန်တော်တော်ထားတယ် line စင်တက်တန်တော်ထားတယ်နောက်ပြီးတော့ဘယ်လိုလဲဆိုတော့ line စင်တက်တန်မှာကျွန်တော်တော်ထားတယ်နာမည်ပြောင်းသွားကြတယ်နဲ့အခက်အခဲဖြစ်တယ်ဗျာဟိုကားပန့်ရှင်အဖိုးကြီးကစုံသွားပြီးတော့မှာဒီမှာ line စင်တက်တန်ကျွန်တော်တော်ထားတယ်သူလား ဟုတ်လား license တက်တန်းကျွန်တော်တော်လာတယ်ကာပိုင်ဆိုင်ဖိုးကြဆုံးသွားတဲ့အတွက်နာမည်ပြောင်းနေပါလို့ကျင်တော့နည်းနည်းခက်ခဲတယ်လိုက်ရမှာဒါပေမဲ့နာမည်ဘာလို့ပြောင်းနေမလဲเนาะကွက်ကိုတော်ပြီးစီးပါလို့ရတယ်ကားကအမြင့်အဲ့ဒါကိုကျွန်တော်ကျွန်တော်ဝယ်လာတော့3သိန်းကျော်တယ်အဲ့ဒါကိုကျွန်တော်2သိန်းခွင်းနဲ့ရောင်းပြီးတော့ဒါရဲဘော်တွေကိုကျွန်တော်လှူပေးမယ်ဒီကားကိုလိုချင်တဲ့လူရှိလို့ရှိရင်ကျွန်တော်ဆုံးနာပြောတဲ့ 39ခုနှစ်နဲ့39ချစ်39နှစ်လေးအဲ့ဒါကိုဆက်လာခဲ့အဲ့ဒီပတ်စံကိုရတဲ့ဥစ္စာကိုရဲဘော်တွေကျွန်တော်အကုန်လုံးလှူပေးမယ်လှူသွားလို့ရှိရင်လည်းအဲ့ဒီရဲဘော်တွေစီကရတဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်တင်ပေးမယ်အဲကျွန်တော်ဒီမှာဟိုပါဗောနော်ကားကျွန်တော်ပေးမယ်ဆိုတော့အဖွဲ့ကတော့ဒီအဖွဲ့ပါကိုစုံးနဲ့မမူးမမြန်မာဝေချက်အသိဉာဏ်တည်တည်ဒီအားဖြည့်ပေးတဲ့အတွက်ကျေးဇူးထူးထူးရှိပါတယ်။ဒီအခွင့်အရေးလိုစီလို့ရှိရင်ကျွန်တော်ဟိုပါဗောသူတို့ကဒီအညာဘက်မှာတကယ်တိုက်နေတဲ့အခွင့် အရန်မှလက်နှက်ခေရန်လဲရှားပါတယ်အလှူရှင်လဲအရန်ရှားပါတယ်အရန်ဒုက္ခရတယ်ကျွန်တော်ဆိုတသိန်း၅တောင်းတသိန်း၅တောင်းခဏခဏလှူတယ်အာတချို့တွေကပြောတာကိုစိုးစိုးလို့အဆင်ပြေတော့မှရဲဘော်တွေမလှူတော့ဘာဘူးညာဘူးတယ်ကျွန်တော်ကကျွန်တော်ပတ်စံနဲ့ကျွန်တော်လှူတာဘာလို့မှပေးသိစရာလုံးမချလိုက်မချပြအောင်အဲ့လက်ပြောတဲ့ကောင်တွေလဲဂယူမစားဘူးဘာလဲဆိုတော့အကောင်တွေကဟိုပြောမယ်သူတို့တပွားလုံးအလှူတဲ့အလှူပေါင်းမှာကျွန်တော်အလှူတစ်ခုလောက်တော့ရှိတာမဟုတ်ဘူးဟုတ်လား အဲ့လိုကောင်းနေခေါင်းနဲ့မထဲလို့ကျွန်တော်မချပြတာဒါပေမဲ့ကိုကြီးကိုမောင်တော်ကအခုချိန်မှာလိုလို့ကျွန်တော်ချပြတာเนาะဒါကျွန်တော်အမျက်တနှုန်းနဲ့စီးရဲကားလေးကျွန်တော်နှစ်သိန်းခွင့်နဲ့ရောင်းလိုက်မယ်ရောင်းပြီးလို့ရှိရင်အကလုံးကျွန်တော်ခွဲပေးလိုက်မယ်เนาะကျွန်တော်အမှကားသစ်တစ်စီးဝယ်ဖို့ကျွန်တော်ပြောထားပါတယ်ဟုတ်လားအဲ့ဒါကျွန်တော်ပြောထားပါဖြစ်တယ်ဒါကိုနှစ်သိန်းခွင့်နဲ့လိုချင်တဲ့လူရှိလို့ရှိရင်ကျွန်တော်ဆက်သွယ်လာပြီဝယ်တဲ့လူကလည်းတော်လိုင်းကြီးတွေမှာပါဝင်ရတာတူတူပဲ နော်အားအားလေးကျွန်တော်ပြောချင်ပါတယ်ဒီဗီဒီယိုဖိုင်လေးကိုလည်း share သွားပေး။နောက်ညီကိုမောင်နှမတွေလည်းအမြင်ကိုလည်းသိချင်တယ်။ဒါမှမဟုတ်တစည်းလုံးကြား तू ကယူအားဖို့ခက်ခဲတယ်။အဲ့လိုလှုံကောင်းမလား။အဲ့လိုမျိုးရောင်းပြီးတော့အဲ့ဒီဆယ်ဘွဲလောက်ကိုခွဲပေးလိုက်လို့ရှိလို့ဆိုရင်ပိုကောင်းမလားဆိုတာလည်းတစ်ချက်ရေးခဲ့ပေးအောင်ဗီဒီယိုလည်း share သွားပေးအောင်နော်။ကဲဒါလေးကိုနှစ်သိန်းခွဲရတော့ဗျာ။ပြည့်စလက်ခတန်းတယ်ကျွန်တော်ကဝယ်ကသုံးသိန်းကျော်တယ်။အော်တိုကီလိုလေးကျွန်တော်မယုံလည်းကြည့်သသိန်း6000ပဲရှိသေးတယ်။အဲ့မစည်းဘဲနဲ့တထည့်ရဒီတိုင်းရက်ထားတာကျွန်တော်ကဒီကားအကောင့်လေးရတာနှစ်သိန်းခွဲနဲ့ရှော့ဆက်တော့မစင်းနဲ့တော့နော်။ လက်စင်တက်တန်တို့ပြီးစီးွားရုံပဲเนาะကျွန်တော်မှတော့ဒီဗီဒီယိုဖိုင်လေးကို share သွားပေးကြပါကိုယ့်ရဲ့အမြင်လေးတွေလည်းရေးသွားပေးကြပါအားလုံးကျေးဇူးတင်ပါတယ်ဗျာ